ိုက်ပွဲတွေကြောင့်ရှောင်တိန်နေခဲ့ရတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတာဝန်ထမ်းဆောင်နေခဲ့တဲ့နိုင်ငံဝန်ထမ်းတွေဟာ၎င်းတို့ရဲ့သက်ဆိုင်ရာဒေသတွေမှာတာဝန်ပြန်လည်ထမ်းဆောင်မှုအတွက်မေလ20ရက်နေ့ကလာရှိုးကနေပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့သိရပါဗျ။ကိုကန့်ဒေသတိုက်ပွဲတွေကြောင့်ကိုကန့်ဒေသကထွက်ခွာခဲ့ကြတဲ့လောက်ကိုင်း၊ကုံကျန်း၊မော်ထိုင်မြို့နယ်နဲ့ကျေးရွာအသီးသီးကအကြောင်းဆရာဆရာမတွေဌာနဆိုင်ရာဝန်ထမ်းတွေဟာအခုအခါမှာနေမြေအခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် မိမိတာဝန်ကြရာမျိုးနဲ့ကျေးရွာတွေမှာရှိတဲ့သက်ဆိုင်ရာဌာနအသီးသီးနဲ့အပေါင်းတွေမှာပြည်လဲတာဝန်ထမ်းဆောင်စေဖို့အတွက်သက်ဆိုင်ရာကပြည်လဲစေလိုလိုက်တာဖြစ်ပါတယ်။ပြည်내ပညာရေးညွှန်ကြားမှုရုံရုံခွဲလာရှိုးကတာဝန်ရှိသူတို့ကလောလောဆယ်မှာကျောင်းဆရာဆရာမတွေကရွာတွေကိုမသွားနိုင်သေးကြောင်းလောက်ကင်မျိုးတုံချိန်အားထကမှာပဲယာယီထားရှိမှာဖြစ်ပြီးစာမူးဝဲမဖြေရသေးတဲ့ဒေသခံကလေးတွေအတွက်လောက်ကင်ကိုဆရာဆရာမတွေရောက်မှပြညာပြီးဆက်လက်လှုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ဆရာတွေရောက်မှចောင်းသားတွေပြန်လက်ခံပြီးစာမှုပွဲပြန်ဖြေရမယ့်ကိစ္စကိုကြီးညာမှာဖြစ်တယ်လို့ဆိုပါတယ်။မေလ20ရက်နေ့နနက်ပိုင်းကကိုကဲ့ဒေတာလောက်ကိုင်းတဲ့ကုန်းချမ်းမျိုးတွေမှာတာဝန်ကြတဲ့ចောင်းဆရာဆရာမ230ဦးဟာတက်ဆိုင်ရာကစီစဉ်ပေးတဲ့မော်တော်ယာဉ်3စီးနဲ့လာရှိုးမျိုးအထက်က9ကတဆင့်လောက်ကိုင်းမျိုးကိုပြန်လည်ထွက်ခွာသွားပြီးအချို့ဟာမိမိတို့ရဲ့ဆိုင်ကယ်တွေနဲ့ထွက်ခွာသွားတာဖြစ်ပါတယ်။အဲ့ဒီလိုပဲကိုကဲ့ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာ လောက်ကမျိုးမှာတာဝန်ထမ်းဆောင်နေတဲ့အခြားဌာနဆိုင်ရာဝန်ထမ်းတွေဟာလည်း၎င်းတို့ရဲ့တာဝန်တွေကိုပြန်လည်ထမ်းဆောင်မှုအတွက်လောက်ကမျိုးကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။